ပရိသတ်များအားလုံးမင်္ဂလာပါရှင်ပရိသတ်များအားလုံးကိုကျမတို့ရဲ့ channel လေးကနေကြိုဆိုလိုက်ပါတယ်ကျမတို့ channel လေးကနေပရာလောကနဲ့စိတ်ဝင်စားဖေးရာဂမ္မရာဖြစ်ရဲ့စံချယ်ဇလန်းကောင်းလေးတွေကိုတင်ဆက်ပေးနေပါတယ်ဒီနေ့မှာတင်ဆက်ပေးမှာကတော့စာရေးဆရာအကဆော်ရေးသားထားတဲ့အောက်ဝိစာဒေါတောင်းနေတမန်တော်ဆိုတဲ့စာစဉ်20ကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်ဇလန်းလေးမစတင်မီကျမတို့ရဲ့ channel ကို like and subscribe လေးနှိပ်သွားဖို့နဲ့ဇလန်းတင်များစွာကိုမလွတ်တမ်းနားဆင်နိုင်ဖို့ ဘေးနားအနုတီခေါင်းလောင်းလေးကိုလည်းနှိပ်သွားပေးဖို့မမေ့ပါနဲ့ရှင်။ဒါဆိုရင်ဇလန်းလေးကိုကိုယ်ပဲစတင်လိုက်ပါပြီ။ဟင်းနာကုန်းကိုတိုက်ခိုက်သိမ်းပိုက်ပြီးတဲ့နောက်မှာတော့ရွှေဟင်းနာခိုင်းသားတွေကတော့စူဝေးချမိတယ်။ရှမ်းခိုင်းမှာတော့ရွှေဟင်းနာခိုင်းကိုပြန်လည်တိုက်ခိုက်ဖို့ကြိုးစားတယ်။ပြန်ပိတ်ကင်းတဲ့မောင်ဆိုင်ရှိနေတဲ့အတွက်ကြောင့်ရှန်ကိုင်းအတွင်ဆော့ဘွားပြောင်းလဲနေအာနာလူယူမှုတွေဖြစ်ပေါ်နေတဲ့အတွက်ကြောင့်ရွှေဟင်းသာကိုင်းကိုတိုက်ခိုက်ဖို့အတွက်မကြီးဝဲတော့ဘဲနေဂိုင်းတွင်အပြိုင်မှုတွေသာဖြစ်ပေါ်နေရတယ် မမကြီးကတော့ကျေးဦးကြီးတလုံးကိုယူဆောင်လာလေကဲငါတို့နေမီပြင်ရပြီဆိုတော့ကျေးဦးကြီးကိုပြန်အထိုင်ချလို့ရပြီ မမကြီးကတော့တန်ကျိတ်ကောက်တွေထည့်ထားတယ်တင်းတောင်းနှလုံးကိုလက်ညှိုးညွန်ပြလိုက်တယ်စိတ်တလုံးဟာဟင်းတာကုန်းရဲ့မြောက်ဖက်အချမ်းကိုတန်ကျိတ်ကောက်တွေတွားမြုပ်ရမယ်မောင်ဆိုင်ကတော့ဟင်းတာကုန်းရဲ့တောင်မက်အချမ်းကိုတန်ကျိတ်ကောက်တွေတွားမြုပ်ရလိမ့်မယ်မောင်ဆိုင်နဲ့စိတ်တလုံးတို့ကတော့တန်ကျိတ်ကောက်တွေထည့်ထားတဲ့တောင်ကြီးတွေကိုကောက်ထမ်းလိုက်ပြီးတော့အစာအုပ်အတွင်းကနေထွက်လာကြတော့တယ် အိမ်တော်မှာအားလုံးစုဝေးလိုက်ရင်းနဲ့ဆရာနောင်ဟိုနှစ်ယောက်တော့ထွက်သွားပါပြီဆရာနောင်ကမိခါကိုကြည့်လိုက်ကမိခါစကဝဲရဲ့တော့ထိုးလိုက်ပြီတော့မိခါမှာစကဝဲကလေးတစ်ခုကိုထိုးလိုက်တော့တယ်စကဝဲကလေးကတော့တန်ဖြူဖြင့်ပြုတ်လုထားတာကိုတွေ့ရတယ်အဲ့ဒါပါလေမိခါရွှေပီလာလေးကလူဝက်စာရီကိုဖော်ထုတ်တဲ့တော့ပဲမင်းကိုဆရာချေကလဲစားလိုက်ပြီနဲ့တူပါတယ်တော့ဆိုတာဒီလိုပုံစံမှမဟုတ်တာ ဆရာနောင်ကပေစာတရက်ကိုကောက်ယူလိုက်ပြီးတော့စက်ကူကလေးနဲ့တို့ထိကြည့်ော်ရင်အဲ့လိုလောက်ရတာမဟုတ်ဘူးဆရာနောင်ဒီစကဝဲရဲ့တော့ချက်ကစက်ကြလေးပဲချင်းဆိုတဲ့တော့ချက်ပဲမိခါမှာပျော်ပျော်ဆူဆူနဲ့ပေစာထုတ်ကိုဖွင့်လိုက်ပြီးတော့ရွှေပီလာချက်တွေကိုစပွဲပေါ်ကိုဖြန့်ခင်းလိုက်တော့တယ်ဒီစကဝဲကတခြားစကဝဲတွေလိုမျိုးတလုံးချင်းအရှိနောက်ဖိရတဲ့စကဝဲမျိုးမဟုတ်ဘူးပေစာတွေကိုအခုလိုဖြန့်ခင်းလိုက်ပြီးတော့မှဟောဒီစက်ကြကလေးနဲ့ ထိတ်ဆုံးစလုံးကနေစတင်ဖျက်ရတာမိခါတော့ပေစာရီထိတ်ဆုံးရှိနေရမှာ စက်ကြကလေးကိုချလိုက်တယ်စက်ကြကလေးရဲ့ထိတ်ဖက်လေးတောင်ရှိစက်လုံးတွေကိုတော့မိခါကလက်ညှိုးထိုးပြရင်းနေဟောဒီစက်ကြရဲ့ထိတ်ဖက်လေးတောင်ဟာစက်လုံးတွေကိုပေါင်းပြီးတော့အတိတ်ပဲဖွင့်ဆိုရမှာဆရာနာငါသဘောပေါက်ပြီ စက်ကြလက်ပတ်ခြင်းဆိုတော့ဒုတိယစက်လုံးကိုရှာတဲ့အခါတော့ဟောဒီစက်ကြကလေးကိုလက်ပတ်ပြီးတော့စက်ကြထိတ်ကညွန်ပြတဲ့စက်လုံးတွေကိုအတိတ်ပဲကောက်ကြည့်ရမယ်မဟုတ်လားမမကြီးက ဒါဆိုလေမင်းမြအတိပဲဖော်ပါတော့ဆရာနောင်ရဲ့အတိပဲဖော်ဖို့ကအချိန်နည်းနည်းတော့ယူရလိမ့်မယ်မမကြီးဒါပေမဲ့အခုလောလောဆယ်မှာတော့အဲ့ဒီအတိပဲဖော်တာတက်ပို့ပြီးအရေးကြီးတဲ့ကိစ္စတခုရှိတယ်။ဘာကိစ္စများလဲဆရာနောင်မမကြီးသိတဲ့အတိုင်းပဲကျုပ်တို့တွေကအခုဟင်းတာကုန်းကိုတိမ့်ပိုင်နိုင်ခဲ့တာမှန်ပါတယ်။ဒါပေမဲ့ဒီနေမျိုးတွေကိုထိန်းချုပ်ဖို့အတွက်လူရင်းရလိုအပ်တယ်။အခုရှိတဲ့လူရင်းရနဲ့မရဘူးလားဆရာနောင်အခုရှိတဲ့လူတွေကတယောက်ချင်းစီအစွမ်းထက်တယ်ဆိုပြီးမှ ဒီနေရာတွေအကုန်လုံးကိုဖြန့်ကျက်အုပ်စိုးရမယ်ဆိုရင်တော့လက်ဟင်းမှုတွေရှိလာနိုင်တယ်မမကြီးပြီးတော့ဟင်းတာကုန်းရှန်ကိုင်းကလာမတိုက်သေးဘူးဆိုတာသူတို့တိတ်ကြောက်ရတဲ့မောင်ဆိုင်ရှိနေတာလည်းတခုပါတယ်မောင်ဆိုင်သာဒီနေရာမှာမရှိတော့ဘူးဆိုရင်တော့သူတို့ကဒီကိုပြန်လာပြီးတိုက်ခိုက်ကြမှာပဲမမကြီးကတချက်မေးလိုက်ပြီးတော့ငါမရှိတော့ဂိုင်းချုပ်အဆောက်အဦကိုမိရှုခံလိုက်ရတယ်လို့ပေါ့ဟုတ်ပါတယ်မမကြီးပြီးတော့နောက်တစ်ချက်ကကျုပ်တို့အခုလိုရှန်ကိုင်းရဲ့နေမီကိုတင်ပိုက်လိုက်တာ တခြားကိုင်းတွေကတီးသွားရင်တော့ကျိုးတို့ကိုရန်ရှာလာနိုင်ပါတယ်။ဒီအတွက်ကျိုးတို့မှာအင်အားလိုအပ်ပါတယ်မမကြီး။ဆီယာနောင်ပြောတာမှန်ပါတယ်။ကျမတို့မနဲ့ဖြန်ရစားပြီးလူရဲစုရုံးမှုစူးစမ်းကြတာပေါ့။ဆီယာနောင်ကခေါင်းခါလိုက်ပြီးတော့အခုမှစူးစောင်းထားတဲ့လူတွေကိုအားကိုးလို့မရဘူးမမကြီး။တခြားကိုင်းတွေကပေါင်းစုပြီးရန်ရှာလာတယ်ဆိုရင်ဒီလူတင်လေးတွေကတတ်တတ်မဲ့အသေးခံရတယ်လို့ဖြစ်နေပါမယ်။ဒါဆိုအရင်ရွှေရင်သာကိုင်းဝင်တွေကို ကျမလိုက်ပြီးစူးအောင်ကြည့်မယ်ဆိုရင်ရောဆီယနာအခုရွှေနာကိုင်းကိုပေါ်ပေါ်တင်တင်တီထောင်ပြီးတော့ဟင်းတာကုန်းကိုပြန်လဲသိမ့်ပိုက်လိုက်တာတော့မှလူဟောင်းတွေတရားမှရောက်မလာပုံထောက်ရင်တော့ဒီလူတွေကရွှေနာကိုင်းရဲ့ပုံမယုံကြည်သေးကြတဲ့အခြေအနေပဲရှိပါသေးတယ်မမကြီးမမကြီးဒီလိုလူတွေကိုလိုက်လံစီးအောင်မယ်ဆိုရင်တော့ချိန်ချောင်းပြီးလေးကုန်တာပဲအဖက်တင်ပါမယ်မမကြီးမှာခေါင်းကိုဖြင်းချင်းစွာညှိလိုက်ရင်ဆီယနာမှာအကြံစီတစ်ခုကိုများရှိသလားလူရင်အားကိုလည်းချက်ချင်း ဖြစ်တင်ရမယ် အတေးရောက်လာတဲ့လူတွေကလည်းပေါ်ပညာတွေအထိုက်လျောက်တက်ပြီးဖြစ်ရမယ်။ဒီလိုလူတွေကိုတချီရဲနဲ့ရဖို့ဆိုရင်တော့နီလန်တစ်ခုပဲရှိတယ်မမကြီး။မမကြီးအပါဝင်ခေါင်းဆောင်တွေကတော့ဆီယာနာကိုမျောလင့်တကြီးနဲ့ကြီးနေလိုက်ကြတယ်။ကျွန်တော်တို့ခူးလက်တွေတင်းခွဲတွေကိုလိုက်လံစီးအောင်ရပါမယ်မမကြီး။မဖြစ်နိုင်တာပဲဆီယာနာ။ခူးလက်တွေတင်းခွဲတွေဆိုတာပေါင်းသင်းရကတ်ခဲပြီးတော့ခေါင်းလုံးမှာကြတယ်လို့ကြားဘူးတယ်နော်။တို့ကလွယ်လွယ်နဲ့ပူပေါင်းပါမလား။ အဲ့ဒီအခါဆရာကိုင်ကဟုတ်တယ်ဆရာနောင်ခုလက်တွေကလူကစားရီပဲလေဒါကြောင့်ဘေကိုင်းမာမသူတို့ကလူဝင်ဆက်နာမဟုတ်ဘူးဘေကိုင်းကမှလည်းခုလက်တွေတင်းကွင်းတွေကိုဂိုင်းနဲ့မသွင်းချင်ကြဘူးသူတို့ဘသူမှစိတ်ဝင်စားဘူးဆိုကြတဲ့ကျွတ်တွေအားသာချက်ပဲပေါ့ဆရာကိုင်းရဲ့အဲ့ဒီခါမိခါကဆရာနောင်ကိုကြည့်လိုက်ရင်အဲ့ဒီခုလက်တွေတင်းကွင်းတွေဆိုတာဘာလို့ပြောရလဲဆရာနောင်ခုလက်ဆိုတာကတော့ပညာရဲ့တခုကိုလေ့လာလိုက်ဆိုင်နဲ့ ်ဆရာဖြစ်သူတည်သွားတာပဲဖြစ်ဖြစ်ပညာကျမ်းတွေပြောက်ခွေသွားတာပဲဖြစ်ဖြစ်ဒီလိုဖြစ်ပြီးပညာရှင်ဆက်မတက်တော့တဲ့လူတွေကိုခုလက်တွေလို့ခေါ်ကြတာပဲဒါပေမဲ့လေခုလက်တွေကိုတွားထင်သေးလို့မရဘူးနော်ခုလက်တွေကသူတို့တက်ထားရဲ့ပညာရဲ့အထက်အမြင့်ပညာတွေကိုမတင်ကြရပါမယ်သူတို့မှာဆက်ပြီးလိလာစရာမရှိတော့တဲ့အတွက်တက်ပြီးသားပညာတွေကိုပဲ လေ့ကျင့်ရင်ပညာရဲ့တစ်ခုကိုတစ်ဖက်ကန့်ခတ်တက်ပြောက်ထားကြတဲ့လူတွေပဲသူတို့မာနာကြီးရေဆိုတာကလေသူတို့ကိုအဆင့်တက်ပေးဖို့ သူတို့လောက်တက်တဲ့ဆရာမရှိဘူးလို့ယူဆထားကြလို့ပဲမိခါရဲ့တကယ်လို့သာသူတို့ကိုအနိုင်ယူနိုင်တဲ့လူရှိတယ်ဆိုရင်တော့သူတို့ကဆရာလို့တင်မြောက်ရမယ်လူဥညွတ်ရမယ်လူရှိနေပြီဆိုရင်တော့သူတို့ကိုစီယုံသိမ့်သွင်းနိုင်မှာပဲဒါဆိုမမကြီးရှိတာပဲမဟုတ်လားမမကြီးကသူတို့ကိုအနိုင်ယူနိုင်တယ်မဟုတ်လားဆရာနောင်ကခေါင်းခါလိုက်ပြီးတော့ဖူးလက်တွေသာမမကြီးရဲ့နောက်လိုက်အဖြစ်ခံယူခြင်းနေဆိုရင်တော့မမကြီးရဲ့တပည့်တွေဖြစ်တာကြပါဘောမိခါရဲ့ခူးလက်တွေကမမကြီးသူတို့ကိုအနိုင်ယူနိုင်ုံနဲ့ မမကြီးကိုသူတို့ရဲ့ဆရာအဖြစ်သတ်မှတ်ကြမှာမဟုတ်ဘူး။ဒါတော့ဟုတ်တယ်မိခင်။ဟူလက်တွေဆိုတာသူတို့ကိုသူတို့ပညာလန်းဆုံးနေပါပြီ။သူတို့တင်မေးနိုင်မယ့်ဆရာဆိုတာလောကမှာမရှိတော့ပါဘူးဆိုပြီးခံယူထားကြတဲ့လူတွေ။ဒါကြောင့်သူတို့လူကစားရည်လို့ပြောတာပေါ့။မမကြီးကအနိုင်ယူလိုက်နိုင်ပေမယ့်သူတို့အတွင်းစိတ်ကတော့ဂိုင်းထဲဝင်ဖို့ယုံကြည်ချက်မရှိဘူးဆိုရင်တော့သူတို့ဟာဂိုင်းကိုအချိန်မီတစ္ဆာဖောက်ကြမှာပဲမိခင်။ဒါဆိုရင်သူတို့ကိုလည်းအနိုင်ယူရမယ်။ သူတို့တွေကိုလည်းစီယုံတင်သွင်းနိုင်မဲ့လူလိုတာပေါ့နော်မမကြီးဆရာနောင်ကမိခါလက်ညှိုးထိုးလိုက်ပြီးအဲ့ဒါမင်းမဲမိခါမိခါမှအော်အော်သွားမိတယ်ကျမဘလို့လုပ်ပြီးဖြစ်နိုင်ပါလေလေဘာပညာမှလည်းမတတ်တော့သူတို့ကိုစီယုံနိုင်ဖို့လွယ်ပါမလားဟုတ်တယ်ဆရာနောင်မိခါကိုလွတ်လွတ်ဖြစ်ပါမလားဆရာနောင်ကလက်ချောင်းတစ်ချောင်းကိုထောင်းလိုက်ပြီးတော့တိတ်ချက်မိခါကလူတိဖြစ်တယ်နောက်ပြီးတော့ရွှေရင်နာကန်းကျုပ်ရဲ့မျိုးဆက်ရင်းသွေးဖြစ်တယ် ဒီချက်ကတော့မမကြီးနဲ့မတူတဲ့အချက်ပဲ။မမကြီးကဂိုင်းကိုထိမ့်သိမ်းရှောက်ရှောက်တဲ့လူဆိုပေမဲ့ဂိုင်းချို့မဟုတ်ဘူးလေ။ဒါနဲ့ပဲခုလက်တွေကိုတင်းသွင်းနိုင်ပါလေလားဆရာနောင်။နေ့အချက်ခုလက်တွေကိုအနိုင်ယူနိုင်မှခုလက်တွေကကိုယ်စကားကိုလက်ခံနိုင်မယ်။သူတို့အနိုင်ယူဖို့မောင်းဆိုင်နဲ့စိတ်တလုံးရှိရင်ရတယ်။ခုလက်တွေကိုမင်းကိုယ်တိုင်တိုက်ခိုက်လို့မရဘူးမိခါ။အဲ့ဒီအစားမင်းရဲ့လက်ဝဲလက်ရာကိုရံတော်တွေကိုတိုက်ခိုက်ခံလို့ရတယ်။မင်းကခေါင်းဆောင်တယောက်ရဲ့ဟိတ်ဟန်မျိုးဟန်ဆောင်ထားရမယ်။ ဒါဆိုရင်ငါနဲ့မတိုက်ခင်ငါကိုရနော်လေးနဲ့အရင်တိုက်ဆိုတဲ့ပုံစံမျိုးလားဟုတ်တယ်မိခါဒါပေမဲ့သူတို့တွေကဂိုင်းကျုံနဲ့တိုက်ခိုက်ခြင်းတွေဆိုရင်တော့ဘယ်လိုလုပ်မလဲအဲ့ဒီခါကျရင်တော့မင်းကအလိမ်မာနဲ့ငင်းပယ်ရလိမ့်မယ်မိခါတိတ်တော့မလွယ်ပါဘူးဆရာနောင်ဒီလိုလုပ်လို့ဖြစ်ပါမလားမိခါတခုခုဖြစ်သွားမှာပဲကျမစိုးရိမ်နေမိရဲ့ခုလက်တွေကိုမိခါကလွှဲလို့စီးအောင်နိုင်မယ်လို့မရှိဘူးမမကြီးဘယ်လိုလဲမိခါမင်းစမ်းသက်ကြည့်နိုင်ရဲ့လား စူးစမ်းကြည့်ပါမယ်ဆရာနောင်။မနေ့ပြန်မနေ့ရောက်တာနဲ့မင်းတို့ထုတ်ခါဖို့ပြင်ကြပါမိခါ။ဒီကနေ့ပဲကိုသွားမှလည်းဆရာနောင်။ပုဂိုးမြူရဲ့မြောက်ဖက်ဖျားကလေးရွာအနီးမှာရှိတဲ့တမန်ကုန်းဆိုတာရှိတယ်။အဲ့ဒီမှာတမန်ကောင်တွေရှိတယ်။အဲ့ဒီခါဆရာကိုင်ကပြပြတလဲနဲ့တမန်ကောင်တွေကအလုံးရက်ဆက်ပြီးကြမ်းကြုတ်ကြရဲ့လို့ဆိုရင်တော့ဆရာနောင်။ကျုပ်လည်းတမန်ကောင်၃လေးကောင်နဲ့အသက်လူကြီးတိုက်ခိုက်ဖူးသေးတယ်။ဒီလူတွေကလွယ်တဲ့လူတွေတော့မဟုတ်ဘူး။ ောင်ဆိုင်နဲ့စင်တလုံးပါတာပဲဒီလောက်တော့အသာကလေးပြီးစီးသွားမှာပါတမန်းကောင်တွေကကြမ်းကြုတ်တယ်ဆိုပေမဲ့သူတို့ရဲ့အတွင်းစိတ်ထဲမှာပြောင်းညံ့နေစိတ်ရှိတယ်သူတို့အနိုင်ယူနိုင်တဲ့လူကိုအလွန်လေးစားဥညွတ်ကြတယ်ဒါကြောင့်သူတို့ကိုစီးယုံရတာအလွယ်ဆုံးဖြစ်လိမ့်မယ်နားလေပါပြီဆရာနောင်မိခါစင်တလုံးနဲ့မောင်ဆိုင်ပါတယ်ဆိုပေမဲ့မင်းအဆဆရရာတတိထားမှဖြစ်မယ်ဟုတ်ကဲ့ပါမမကြီးအစည်းအဝေးခန်းအတွင်းမှာလူတွေထွက်ခွာလာကြတယ်မမကြီးနဲ့ဆရာနောင်နှစ်ယောက်သာကြံခဲ့တော့တယ် မမကြီးကျုပ်တခုစိုးရိမ်နေရရှိတယ်။ကျုပ်တာယာဝတီကိုပြန်မဖြစ်မယ်။ဘာဖြစ်လို့လဲဆရာနော်။တာယာဝတီမှာကျုပ်မိကြက်နေခဲ့တယ်။သူ့ကိုဒီသွားပြန်ခေါ်ထားမှတော်ခါကြမယ်မမကြီး။ဒါပေမဲ့ခိုင်းရဲ့လက်ရှိအခြေအနေကိုဆရာနောင်သိသားပဲ။ဆရာနောင်ပြန်သွားတဲ့အခါတော့ဒီကားကိုစီမံအုပ်ချုပ်အကြံပေးဖို့ဘယ်သူလုံးမလဲ။ဆရာနောင်မှနှုတ်ဆက်သွားတော့တယ်။ရန်သူကဆရာနောင်ရဲ့အမေကိုရန်ရှာမအောင်ဆရာနောင်စိုးရိမ်နေရမှာမဟုတ်လား။ဟုတ်တယ်မမကြီး သူတို့အမေကိုရန်ရှာမှတက် အမေကိုအတုံးချမှအောင်စိုးရိမ်နေတာစိတ်ချပါဆရာနောင်ဂိုင်းတွေကဂိုင်းဝင်မဟုတ်တဲ့လူတွေကိုမပတ်သက်ချအောင်မဟုတ်လားရိုးစွာအစုံဖေးကဂိုင်းဝင် ဖြစ်နေပါစေဦးနော်ဘာမှမဆိုင်တဲ့တာသမီတွေကိုလက်ဖျားနေတာမတို့မထီးကြဘူးမဟုတ်လားဒီတော့တိတ်ပြီးစိုးရိမ်နေပါနဲ့ဆရာနောင်တကယ်လို့ဆရာနောင်မဖြစ်မနေသွားမယ်ဆိုရင်တော့မိခါတို့ပြန်လာတဲ့အခါသွားလို့ရပါတယ်ဆရာနောင်မှာခေါင်းကိုဖြင်းချင်းစွာညှိလိုက်တော့ ောက်တနေ့မနေ့ရောက်တဲ့အခါတော့ဒီခါတို့ကမမကြီးနဲ့ခိုင်းသားတွေကိုနှုတ်ဆက်လိုက်နေတယ်။စင်တလုံးနဲ့မောင်ဆိုင်မင်းတို့နေရာကကိုရဲနော်နေဖြစ်တဲ့အတွက်မိခါကိုအသက်နဲ့လေးပြီးစောင့်ရှောက်ကြရမယ်။စိတ်ချပါမမကြီးရဲ့ကျုပ်ကမိခါကိုအသက်နဲ့လေးပြီးစောင့်ရှောက်ပါမယ်။စင်တလုံးကပြောလိုက်တဲ့အခါတော့အောင်ပါဒါဆိုငါကမစောင့်ရှောက်ဘူးလို့မင်းကပြောချင်တာလား။မင်းကအခုမှခိုင်းနေဝင်လာတဲ့လူပဲမောင်ဆိုင်ရဲ့မင်းကဘယ်လိုလုပ်ယုံကြည်ရမှာလဲ။မောင်ဆိုင်နဲ့စင်တလုံးတို့ရန်ဆောင်ကုန်တဲ့ပြင် ဤခါဝင်ရောက်တားမြင်လိုက်သည်။ဦးကြီးစိတ်တလုံးနဲ့ကိုမောင်ဆိုင်လေးစိတ်ကိုလျှော့ထားကြပါ။ဘာပဲဖြစ်ဖြစ်အခုကျမတို့တွေကတလီတဲ့စီတကြီးတဲ့သွားမဲ့လူတွေဖြစ်နေပါပြီ။ရှင်တို့ရင်ထဲမှာရှိတဲ့အမုန်းတရားတွေကိုမျိုးသိမ့်ထားကြစမ်းပါ။မိခါပြောလိုက်တာကြောင့်ခေါင်းကြီးလည်းရတော့လေစိတ်တလုံးနဲ့မောင်ဆိုင်မှာတုံးနဲ့တူကြည့်မရကြဘူး။အဲ့ဒီအချိန်တော့ဖွားရှင်ကမိခါနီးကိုတိုးကပ်လာပြီးတော့အိရှုံကလေးတစ်ခုကိုပေးရလိုက်တော့တယ်။ဒါကပါလေဖွားရှင်။အဖွေနဲ့မိခါ မင်းအချက်တဲဆုံးအချိန်ရောက်တော့မှဒီကလေးကိုဖွင့်ကြည့်လိုက်။ဒေါ်ဘွားရှင်ကပြောဆိုတာကြောင့်မိခါမှအိတ်ရှုပ်ကလေးအောင်ခါမှချီနောင်ကတင်ဆက်လိုက်တော့တယ်။အိမ်နောင်မိခါတို့သုံးကတော့ကားကလေးတစ်စီးနဲ့ထွက်ခွာသွားကြတယ်။မမကြီးကမိခါတို့ကိုကြည့်နေဟိုနေရောက်နေမိခါဘလို့များစကန်းသွားမလဲနော်။ကျမပြင်စိတ်တွေထင်နေတယ်ဆရာနောင်။စိတ်ချပါမမကြီးရဲ့မိခါအလုံးဖြည့်ရှင်းပေးပါလိမ့်မယ်။ကျမကတော့တိတ်မထင်ဘူးနော်ဆရာနောင်။ဒီလိုနေရာဘဲချင်းထားတတ်ကြမလဲဆိုပြီးရင်းနှီးပူနေမိတယ်။ ကဲပါမမကြီးရာရင်းဘူးတယ်ဆိုရင်လေရေးအောင်ဘီလက်ရည်လေးတောက်လိုက်စမ်းပါငူလောလောဆယ်တော့ရွှေပေလွားစကဝက်တွေကိုဖော်ထုတ်ကြရမယ်မမကြီးမှာခေါင်းငိမ့်လိုက်တော့ရင်ပုဂုံးမျိုးမှထွက်ခွာလိုက်တာနဲ့ရိုးပြက်တွေထိုးထိုးထောင်ထောင်နဲ့လေကွင်းကြီးတွေကိုမျက်စိတစုံမြင်တွေ့လိုက်ရတယ်ဖယားကလေးရွာကတော့ရွာလန်းကြီးနှစ်ပေးမှာမေးတင်ရဲ့တီရှိရဲ့ရွာကလေးပဲဖြစ်တော့ရင်ရွာထိပ်တနေရာမှာကားရက်လိုက်တဲ့အခါတော့မိခါတို့မှကားပေါ်မှာဆင်းလိုက်ကြတယ် ရွာလေလမ်းကလေးအတိုင်းအရှိတ်ဘက်ကိုဆက်လက်ရှောက်လန်းလာခဲ့ကြသည်။ရွာသားတွေကတော့ရွာလေးကိုဝင်လာတဲ့မိခါတို့လူတစုကိုအထူးဆန်းသဖွယ်ကြည့်နေကြတော့တယ်။မိခါတို့ကတော့ရွာတွင်းတနေရာမှာရက်တက်လိုက်ပြီးတော့လမ်းဘေးမှာထင်းခွေနေတဲ့လူကြီးတစ်ယောက်ကိုဦးကြီးရှင့်တမန်ကုန်းကိုဘလို့သွားရတလဲ။အဲ့လူကြီးကထိတ်လန့်သွားပြီးတော့တမန်ကုန်းမင်းတို့ဘာသွားလို့မလို့လဲ။ဒီလိုပါပဲရှင်ကိစ္စရှိလို့ပါ။ငါမင်းတို့စေတနာနဲ့ပြောတာနော်။ဘာကိစ္စပဲရှိရှိ တမန်ကုန်မသွားသင့်ဘူး။အဲ့ဒီခါမောင်ဆိုင်က အရှိကိုတိုးကပ်ပြီးတော့ဟေ့လူကြီးခမရကိုမင်းနေရာမင်းခမဖြေစမ်းပါ။တမန်ကုန်ကိုသွားသင့်တာမသွားသင့်တာကျုပ်တို့ကိစ္စပဲ။မင်းတို့အသက်ကိုမနှမျိုးဆိုရင်တော့သွားဖို့ကွာ။ရွာလန်းအတိုင်းအရှိစုစုကိုဆက်သွားလိုက်ရင်တိုးကလေးတကူကိုတွေ့ရလိမ့်မယ်။အဲ့ဒါတမန်ကုန်ပဲ။မိသားတို့မှလမ်းဆက်လျှောက်လာခဲ့ကြရင်ဒီလူကြီးပြောပုံရဆိုရင်တော့တမန်ကုန်ဆိုတဲ့နေရာကျောက်ဆရာကောင်းတာတခုခုရှိနေမယ်ထင်တယ်။ ဘာမှကြောက်မနေပါနဲ့မိခါရငါတယောက်လုံးပါနေရပဲအပူဆမ်းပါနဲ့ဟဲ့ကောင်မင်းတယောက်ပဲပါတာလားကွာငါလည်းဒီမှာရှိနေရလေကွာတော်ကြပါတော့ရှင် ရှင်တို့ရမဖြစ်ကြပါနဲ့တော့မိခါဟောက်လိုက်တဲ့အခါမှသာမောင်ဆိုင်တို့နှစ်ဦးကငြိမ်ကြသွားတော့လေလမ်းညွန်လိုက်တဲ့အတိုင်းရွာရှိဘက်ထိတ်ကိုထွက်လိုက်တဲ့အခါတော့ရိုးချောင်းကလေးတစ်ခုစီးစင်းနေရကိုတွေ့ရပြီးတော့ချောင်းတစ်ဖက်ကမှာတော့တော်တန်းကလေးတစ်ခုကိုတွေ့လိုက်ရပြန်နေအဲ့ဒါတမန်ကုန်းပဲဖြစ်မယ်ထင်နေမိခါတို့ကတော့ ချောင်းကလေးကိုဖြတ်ကူးလိုက်တဲ့အခါတမန်ကုန်းရွာလိုစိုင်းမုတ်တက်ထားတဲ့လမ်းကလေးကိုတွေ့လိုက်ရတယ်။ရွာဝင်လမ်းကလေးကတော့လူနှုပ်လမ်းရှောင်းရုံတော့တာကျဲဝန်းနေ။အဲ့ဒီအပြင်လမ်းကလေးရဲ့နဘေးဝေးရတစ်ဖက်တစ်ချက်မှာတော့ခြုံပင်တစ်ပင်တွေကထူးထပ်စွာပေါက်ရောက်နေတယ်။အဲ့ဒီတစ်ပင်တွေကလမ်းကလေးကိုအုံမိုးကထားတာကြောင့်လမ်းမှာအရေးကြနေတယ်။လမ်းကလေးအတိုင်းလမ်းလျှောက်လာခဲ့စဉ်တိရိပ်ဝါးရေးကြောင့်စိတ်ကနေအေးသွားတယ်။တမန်ကုန်းဆိုတဲ့နေရာကတော့ကြီးဝါကလေးတစ်ခုပဲ။ ကျေးွာဆိုတော့လေအချားရွာတွေကဲ့သို့အင်ဂျီရီကစီတန်းတီရှိနေရမဟုတ်ဘဲနဲ့တောအုပ်ကြီးလိုဖြစ်နေရောတယ်။အင်္ဂလိပ်တွေကတော့တပင်းတွေအချားမှာဟိုတလုံးဒီတလုံးအစီအစဉ်မကြဘဲတိဆောက်ထားကြတယ်။ကျေးွာအတွင်းကိုဝင်လိုက်တာနဲ့ခွေးဟောင်တန်မကြရ၊ကလေးတွေအော်တန်လူတန်သူတန်မကြရဘဲနဲ့တောအုပ်ကြီးတခုအလားတိတ်ဆိတ်နေရောတယ်။ရွာလေးမှာရှိတဲ့လန်ကလေးကလည်းကျင်းမြောင်းလာပြီးတော့တပင်းကြီးတွေကကူးဝိုက်ကသွားလာနေရောတယ်။ရွာသာပြောတယ်လူတန်လည်းမကြပါလား။ဦးကြီးစင်တလုံး ဘာပဲဖြစ်ဖြစ်ငါတို့သတိကြီးကြီးထားရမယ်မိခါဒီလိုလုပ်ပါလားမောင်ဆိုင်ကိုရွာထဲရင်ဝင်ခိုင်းပြီးတော့နည်းနည်းလောက်စနီးနာခိုင်းရင်မကောင်းလားမိခါကကောင်းကျိန်လိုက်ကကဲကိုဆိုင်ရွာထဲကိုဝင်သွားပြီးတော့ရွာသူရွာသားတွေရဲ့အခြေအနေကိုတစ်ချက်လောက်လေ့လာကြည့်ခဲ့စမ်းပါမောင်ဆိုင်မောင်ကောင်းကျိန်ပြီးရွာထဲဆက်ဝင်သွားတော့တယ်ဒီကားနဲ့စင်တလုံးတို့မှာအရေးကောင်းတဲ့တိပင်းကြီးတပင်းအောင်မှာထိုင်ဆောင်နေကြတယ်။ကွန်တီယာညက်ခန့်ကြာသွားတဲ့အခါတော့မောင်ဆိုင်တယောက်ပြန်ရောက်မလာခဲ့ဘူး။ စင်တလုံးကစိတ်မရှိတော့တာကြောင့်ဒီကောင်မောင်ဆိုင်ဘယ်ရောက်သွားသလဲမသိပါဘူးကွာအခုချိန်ထိပြန်မလာဘူးဒါဖြင့်သူတခုခုဖြစ်နေပြီချင်းနဲ့ဦးကြီးစင်တလုံးဒီကောင်လို့ကြာကိုစီစားမကုန်နေခန္ဓာကိုယ်ကြီးကိုစိတ်မပူပါနဲ့မိခါရတို့တွေသူ့နောက်လိုက်သွားကြဆိုမိခါနဲ့စင်တလုံးတို့မှရွာလေးကိုဆက်ဝင်လာခဲ့တယ်မကြခင်မှာပဲရွာလေးလမ်းမှာကျင်းမြောင်းပြီးတော့တဖြည်းဖြည်းပြောက်ွယ်သွားတယ်တောဦးကြီးတခုအတွင်ဖြစ်သွားတော့တယ် အဲ့ဒီချိန်ခလန်လမ်းမှာရှိတဲ့တပည့်တပည့်အနောက်ကနေဦးတော်ဦးထွက်လာပြီးတော့လက်ကနေထွက်ပြေးသွားတာကိုမြင်တွေ့လိုက်ရတယ်။အဲ့လူကိုမြင်တဲ့အခါတော့စိတ်တလုံးကလမ်းအော်ရင်းနဲ့ဟေးလူဘယ်ပြေးရလဲဒီလိုလာခဲ့စိတ်တလုံးမှာအဲ့လူအနောက်ကိုလှင်မြန်စွာပြေးလိုက်သွားတော့တယ်။မိခါကလမ်းခေါ်တော့လေစိတ်တလုံးကတပည့်တွေအကြတိုးဝင်ကပြေးလွားနေတယ်။ဦးကြီးစိတ်တလုံးပြန်လာခဲ့မိခါမှအော်ဟင်းနဲ့စိတ်တလုံးနောက်ကိုပြေးလိုက်သွားမိတယ်။အတန်ကြာအောင်ပြေးလိုက်မိပြီးတဲ့အခါတော့ မိခါမစင်တလုံးနဲ့မျက်ခြေပြက်သွားတယ်။ဦးကြီးစင်တလုံးကိုဆိုင်မိခါမအတကုံဟစ်ကအော်ဟစ်တော်လဲပြန်ထူးတံမကြရအောင်မိခါကတော့ချုံပင်တစ်ပင်တွေထူးတက်စွာ ပေါရောက်နေတယ်တိုးကြီးတခုအတွင်တယောက်ထဲသွာလာနေမိတယ်။တနည်းအားအရောက်မှာတော့အင်္ဂလိပ်တလုံးကိုတွေ့ရပြန်တယ်။မိခါကတော့အဲ့ဒီအင်္ဂလိပ်စီကိုဦးတည်လာခဲ့တယ်။အင်္ဂလိပ်ဆိုတော့လဲတစ်တူတစ်ဆာပြီးနဲ့ဖြစ်ခဲ့တဲ့ဆန်ဆောက်လုပ်ထားတဲ့အင်္ဂလိပ်ပဲ။အင်္ဂလိပ်အနည်းတစ်ဝိုက်မှာတော့အမိုက်စာတွေအဝိစာတွေကပြန့်ကျဲနေရောတယ်။ အိမ်တွင်းကိုဝင်လိုက်တဲ့အခါမှာတော့အိမ်ထဲမှာမှောင်မိုက်နေတယ်။လူနေရာကိုမတွေ့ရဘဲနဲ့အဝိစာတွေအမိုက်တရိုက်တွေသာဖွာလန်းကျင်းပြီးတော့ပွားထနေရောတယ်။အိမ်ဟုဆိုသည့်ထက်ကြွက်တိုက်နေပြီးတူညီနေရောတယ်။အဲ့ဒီချိန်အိမ်နောက်ဘက်မှာပြည်လောတန်တုံးကိုကြားလိုက်ရတယ်။မိခါအပြင်ကိုထွက်လိုက်တဲ့အခါတော့ကောင်လေးတယောက်ကမိခါရဲ့လက်ကိုပြေးဆွဲလိုက်တော့တယ်။အဲ့ဒီကောင်လေးကတော့အသက်၁၄နှစ်ခန့်ရှိမယ်။နင်နင်ဘာတူလဲ။နင်ငါ့လက်ကိုလှုပ်ဆန်း။နင်ဒီလိုရှောက်အော်နေလို့ဘယ်ဖြစ်မလဲ။ နေဒီတော့တွေကိုဘလို့ရောက်လာရလဲငါလေတမန်လူသားတွေဆိုတာကိုလိုက်ရှာနေတာအဲ့ဒီခါကောင်လေးကမိခါလက်ကိုလွတ်လိုက်ပြီးတော့နေကဘာဖြစ်လို့လိုက်ရှာနေရလဲငါရွှေင်းသာခိုင်းကပါတမန်ဆရာကြီး ਨੇ တွေ့ကျင်လို့ပါကောင်လေးကအနောက်ကိုခုံဆုံးလိုက်ရင်းနဲ့မရအောင်နင်းပြန်တော့ဒီတော့တွေမှာနေတာနင်းအတွက်မလုံးကြုံဘူးဘာဖြစ်လို့များလဲဟောဟိုတိပင်နာကလမ်းအတိုင်းလိုက်သွားလိုက်မယ်ဆိုရင်တော့တော့အပြင်ထွက်တဲ့လမ်းကိုရောက်လိမ့်မယ်နင်းပြန်မှာတော့ ဒီထဲကိုထပ်မလာပါနဲ့တော့အဲ့ဒီကောင်လေးကတပင်းတွေအကြမ်းမှလင်းမြန်စွာပြေးထွက်ပြီးပျောက်ခဲသွားတော့တယ်မိခါကတော့အဲ့ဒီကောင်လေးအနောက်ကိုပြေးလိုက်ရင်းနဲ့တို့အတွင်ကို ပြန်ရောက်လာတယ်အဲ့ဒီကောင်လေးညွန့်ပြခဲ့တဲ့လမ်းကိုလည်းမမှတ်မိတော့ပဲစိတ်ထင်းနဲ့အတိုင်းလမ်းလျှောက်နေရင်းနဲ့တို့ကြီးအတွင်မျက်စိလဲနေမိတယ်အဲ့ဒီချိန်ကောင်လေးမှပြန်ရောက်လာပြန်တယ်ဟေးမင်းကဒီတော်ကြီးရဲ့ထွက်သွားလို့ပြောနေရဲ့လေငါသွားလို့မရဘူးလို့မင်းကပြောပြီးသားမဟုတ်လားငါတမန်းဆရာကြီးကိုတွေ့ရအောင်မယ် မင်းကတော်တော်ပြောရခက်တယ်ကောင်းမလေးပါလားအဖိုးကမင်းကိုအတွေ့ခံမှာမဟုတ်ဘူးကွာသွားစမ်းပါကွာဟွန်းအဖိုးဆိုတော့တမန်းဆရာကြီးကနင်းကတမန်းဆရာကြီးရဲ့မြေပေါ်ဟုတ်လားကောင်းလေးကတော့တိုးဟိုတိန်ကိုဝင်ပြေးပြန်နေကောင်းလေးရဲ့ခြေလမ်းတွေကအလွန်လင်းမြန်လာတယ်မိခါကလည်းအာကုံတုံးရင်ပြေးလာရင်းနဲ့ကောင်းလေးနောက်ကိုပြေးလိုက်နေမိတယ်အဲဒီကောင်းလေးမှာတမန်းဆရာကြီးရဲ့အဖိုးဟုဆိုတာကြောင့်သူအနောက်လိုက်သွားရင်းနဲ့တမန်းလူသားနဲ့တွေ့နိုင်မယ်လို့ယုံကြည်ထားတယ်တနေ့အရောက်မှာတော့ ကောင်းလေးရာတစ်ပင်တွေရဲ့ပင်စီကိုခြေထောက်နဲ့နင်းကန်ပြီးတော့လွားကနေလွားကနေခုန်ပြေးနေတော့တယ်။ဒီခါအနောက်ကလိုက်ရင်းနဲ့ကျိုးစားတစ်ခုကိုခြေထောက်နဲ့ခတ်မိပြီးတော့မြေပြင်ပေါ်ကိုလဲကျသွားတော့တယ်။ဒီခါလဲကျတဲ့မြေပြင်ဟာပျော်ဣနေပြီးတော့ပိုက်ကုံတစ်ခု ဖြစ်နေရကို တွေ့ရတယ်။ပိုက်ကုံအတွင်မိကားပြုတ်ကျသွားသည်နဲ့ပိုက်ကုံမှာမိုးဘော်ကိုတဟုန်တို့ပြတ်တက်သွားပြီးတော့လေးပေါ်မှာတွဲလောင်းကြီးဖြစ်နေရော်တယ်။မိကားမှလည်းပိုက်ကုံအတွင်ဖမ်းချုပ်မိရတာဖြစ်သွားတော့တယ်။ ိုက်ကွန်ကြီးမှာတိပင်ထိပ်ပြအမြင်မှာရက်တက်နေတော့တယ်။ကဲကြပါဦး၊ကဲကြပါဦး။အဲဒီကောင်လေးကအနောက်ကိုပြန်ပြေးလာခဲ့။မိခါအခါထောက်ပြီးကြည်လိုက်ရင်းနဲ့မင်းကိုပြန်မလို့ငါပြောသားပဲ။အခုတော့ကောင်းရောကွာ။ဟဲ့၊ဒါနင်တို့ထောင်ထားတာမဟုတ်လား။ငါ့ကိုပြန်လို့ပေးစမ်းမ။ငါထောင်ထားရတော့မဟုတ်ဘူး။ဒါပေမဲ့မင်းကိုပြန်လို့ပေးစီခြင်းနဲ့ဆိုရင်တော့ဘယ်ဟော်ဒီတော့ဦးတေကထွက်သွားပါမယ်ဆိုတဲ့ကတိပေးရမယ်။ တမန်ဆရာကြီးနဲ့တွေ့ပြီးရင်ထွက်သွားမယ်လေမရဘူးလားမရဘူးအခုထွက်သွားမှဖြစ်မယ်ဒီခါမှဘာမှမတက်နိုင်တော့တာကြောင့်ကောင်းကြီးလိုက်ရတယ်ကောင်းပြီလေညီငါ့ကိုသာဒီဘိုက်ကိုနေရဖြေးပြီးမယ်ဆိုရင်ငါဒီကနေထွက်သွားပြီးမယ်ဟုတ်ပြီလားညီကလေးညင်ကြည့်နော်မိခါမှနောက်ကိစ္စနောက်မှရှိမယ်လို့ဂရီပေးလိုက်ပြီးတော့ကောင်းကြီးလိုက်တော့တယ်ကောင်းလေးကဘိုက်ကိုအပြန်ချနိုင်မယ်နီလန်ကိုရှာဖွေနေရတယ်နင်တော်တော်တုံးတာပဲဟိုတိပင်မှာကြိုးချီထားတာမတွေ့ဘူးလားအဲ့ဒီကြိုးနဲ့ဆိုင်းထားလို့ ပိုက်ကူကလေးဖို့တင်နေရတယ်အဲ့ဂျိုကိုဖျက်လိုက်ပေါ့ကောင်းလေးမှခေါင်းထိလိုက်ပြီးတော့ပိုက်ကူအားဆွဲထားတဲ့လုံဂျိုကိုတွားနေကြိုက်နေတော့တယ်လုံဂျိုကတော့ပတ်စံချက်ပြလုံးခက်တုတ်ခိုင်းတာကြောင့်ကောင်းလေးကြိုက်ဖြက်နေတော့လေခီးသိမ့်မတွင်လာဘူးဒီခါပိုက်ကူပေါ်မှာနေ၍စိတ်မရှိတော့ဘူးဒါလေးပါလေးတွားယူလေဟာဒီဂျိုကြီးကိုပါဇက်နဲ့ကြိုက်ဖြက်လို့ရမလားဟာပါဇက်နဲ့ဒါကြိုက်လို့ရမယ်ဆိုရင်မင်းကိုမကယ်ခိုင်းတော့ဘူးငါဖာသာပါဇက်နဲ့ကြိုက်ပြီးထွက်မယ်ကောင်းလေးမှတွေ့ဝေးသွားပြီးတော့ ငါတို့မှာဓာတ်တော့မရှိဘူးဟာဒါပေမဲ့နီးလန်းတစ်ခုတော့ရှိတယ်နီးလန်းရှိရင်လည်းသုံးပေါ်ဟာဘာတွေတွေ့ဝင်နေရလဲဒါပေမဲ့ငါဘူးကအဲ့နီးလန်းကိုမသုံးရဘူးလို့မှားထားတယ်နင်တော်တော်တုံးတာပဲနင်ဘူးကအခုဒီမှာရှိရမှာမဟုတ်တာနင်သုံးလိုက်တာကို तू ကမြင်ပါရဲ့လားလှုပ်ဆမ်းမှာငါ့ကိုမြင်မြန်လှုပ်ပေးဆမ်းမှာကောင်းလေးကကောင်းကြီးလိုက်ပြီးတော့သူဝစ်ဆင်ထားတဲ့အင်ဂျီကိုလက်နဲ့ဆွဲပြေးလိုက်တယ်အဲ့ဒီခါကောင်းလေးရဲ့ရင်ဘတ်မှာ တားခေါင်ကြီးတကောင်ရဲ့ပုံအားစိမင်ကြောင်ထိုးထားတာကိုမြင်တွေ့လိုက်ရတော့တယ်။မိခါကပိုက်ကိုအတင်ရောက်နေရမို့တိတ်တိတ်ကွယ်ကွယ်မမြင်ရဘူး။ကောင်လေးကသူ့ရဲ့ဘက်မှာရှိတဲ့စိမင်ကြောင်ကိုလက်နဲ့လင်းကားခါပုတ်လိုက်ပြီးရဲ့နောက်တော့အတန်ဆိုးကြီးဖြင့်ဟစ်អော်လိုက်တော့တယ်။မကြမီမှာပဲကောင်လေးရဲ့ရက်ကတဖြည်းဖြည်းရှင်မျောလာတော့တယ်။ခန္ဓာကိုယ်အပေါ်ပိုင်းမှာလေးကြီးမားလာပြီးတော့ခြေလက်တွေကကြက်သားကြီးတွေကအမြောင်းလိုက်ကြွထားလာတယ်။တသိန်းကြီးတွေကလည်းတဖြည်းဖြည်းရှည်လာပြီးတော့ချုံမြနေတော့တယ်။ကောင်လေးရဲ့လက်ကုပ်နေရာမှာတော့ တထွားခန့်ရှိလျားတဲ့လေဆံမွေးကြီးတွေထွက်လာပြီးတဲ့နောက်တော့ကောင်လေးမှလူချင်းတိကြီးတကောင်ဖြစ်ပြောင်းလဲသွားတော့တယ်။ဤခါကောင်လေးဖြစ်ကိုကြောက်လန့်ဟာငေးကြည့်နေမိရဲ့။တမန်းလူသားတွေဆိုတာဒါကိုပြောရလား။ကောင်လေးကပိုက်ကွန်အားဆွဲထားတဲ့ကြိုးကြီးကိုလက်သေးကြီးနဲ့ကုတ်ထည့်လိုက်တယ်။အဲဒီခါလုံးကျိုးလုံးကြီးကထောက်ကနေပြက်သွားပြီးတော့မိခါတယောက်တစ်ပြင်ထိပ်ပြားစီမှာပြုတ်ကျလာတော့တယ်။အောင်မလေးကဲပါဦး။မိခါကမျက်လုံးစုံမိတ်ကအော်ဟေးလိုက်တော့တယ်။တစ်ပြင်ထိပ်ပြားအမြင်မှာပြုတ်ကျပြီးတော့အသက်မသိရင်တော့ ခြေလက်အင်္ဂါတွေကျိုးပဲ့ပစ္စည်းမှဖြစ်မယ်လို့မှန်းတွေးလိုက်တယ်။ဒါပေမဲ့မိကြီးဘုံမချပေးနဲ့မာကျော်ကျော်အရာတခုပေါ်ပြုတ်ကျပြီးတော့လေးပေါ်မှာရက်တန့်သွားတယ်။မိခါတယောက်အိမ်ရောမှသာမျက်လုံးပြန်ဖွင့်ကြည့်မိတယ်။မိခါအားလူချင်းသေးကြီးကပွေ့ချင်ထားတာကိုတွေ့ရတယ်။အဲ့လူချင်းသေးကြီးကတော့မိခါကိုစိုက်ကြည့်ရင်းနဲ့မင်းကငါကဲခဲ့ပြီနော်။မင်းရဲ့ကလေးကိုမင်းတီးပြီးတော့မိခါမှနှာခေါင်းရှုပ်လိုက်ရင်းနဲ့ဖြည်းဖြည်းပြောလဲရပါတယ်ဟာ။နှစ်ပတ်ဆက်ကြီးကနန်းစော်နေရပါပဲ။ လူချင်းတီကြီးကမိခါအာမီပေါ်မှာခြာပြီးလိုက်ပြီးတော့ပိုက်ကွန်တွေကိုဖျက်ဆုပ်ပြီးလေလေငါ့ကိုကဲခဲ့တဲ့အတွက်နင့်ကိုကျေးဇူးတင်ပါတယ်နင့်နာမည်ဘယ်လိုခေါ်လဲငါနာမည်တီဟာပါကောင်းလေးမှတဖြည်းဖြည်းနဲ့လူဖြစ်ကိုပြောင်းလဲသွားတော့တယ်ဒါပေမဲ့ခေါင်းကိုခါစားတွေကတော့စုပ်ပြဲသွားတာမို့ကိုလုံးတီနဲ့ဖြစ်နေတယ်မိခါမှရှေ့ယုံသွားပြီးတော့တစ်ဖက်ကိုလှည့်ထားလိုက်တယ်ဟဲ့ဘယ်လိုလုပ်လိုက်တာလဲမိုးလင်းနေတဲ့အချိန်မှာတမန်းဆွဲရင်တွေကိုထုံမတုံးရဘူးလို့အဖိုးကမှားထားတယ်ဟာအခုတော့နင့်ကိုကဲဖို့အတွက်ငါထုံတုံးလိုက်ရပြီ ဒါကြောင့်နင်တို့အိမ်မှာအဝိဆရီစုပ်ပြဲနေရကိုဟာငါသဘောပေါက်ပြီအေးလာဒီဘက်ကိုလှည့်လိုက်တော့ဟဲ့နင်ကကိုတုံးလုံးကြီးနေမဟုတ်လားငါဘလူလုံးပြီးလှည့်ရမှာလဲကောင်လေးကတပြင်းချလိုက်ကလဲလို့ရပါပြီလို့စိုးနေမှာပဲဟာဒါကတော့နင်ပြောစရာမလိုဘူးငါလည်းရှက်တက်တာပဲမိခကတစ်ဖက်ကိုလှည့်လိုက်တဲ့အခါတော့ကောင်လေးကပစိုးပိုက်တစ်ခုကိုခါမှပတ်ထားလေမိခကကောင်လေးကိုမြင်တဲ့အခါတော့ရင်လိုက်ဖူသွားတယ်ကောင်လေးကအရင်နဲ့မလိုက်အောင်ပင်တတ်မှထွားကျိုင်းလာတယ် မောင်ဆိုင်ကဲ့သို့ထွားကြိုက်သူမဟုတ်တော့လေကြည်ကြည်လေးလေးနဲ့တတ်မှသူတဦးဖြစ်တယ်။နင့်ကိုပြန်ခိုင်းနေတော်ရင်မျက်စိလည်နေအောင်မေဒီတခါတော့ငါကိုယ်တိုင်လိုက်ပို့ဝင်။အဲ့ဒီချိန်မှာပဲတောအိုအတင်းတဝီဝီနဲ့ပြန်တန်းလာကြတဲ့အတန်ကြီးပေကိုကြားလိုက်ရတယ်။မိခါမှာအတန်တွေကိုထူးဆန်းတယ်လို့နဲ့ကြည်နေတော့လေကောင်းလေးမှအလွန်ထိတ်လန့်အော်အော်သွားတော့တယ်။ပြီးတော့မင်းမမြင်ပြီးတော့သူတို့တွေလာကြပြီ။ဟင်ဘသူတွေလာကြရလဲ။မုတ်ဆိုးတွေမုတ်ဆိုးတွေလာပြီ။မိခါမှာထွက်ပြေးဟန်ပြေးလိုက်စင် လေထဲမှာလုံချိုးခွေကြီးတစ်ခွေကလင်းမြန်စွာပြန့်တန်းလာလေ။ကောင်းလေးမှာမိခါတွန့်ထဲလိုက်တာကြောင့်လုံချိုးခွေကြီးမှာမိခါမထီပဲကောင်းမမှာဖြတ်တန်းသွားတော့တယ်။အဲ့ဒီချိန်နောက်ထပ်လုံချိုးခွေတွေကထပ်မံပြန့်တန်းလာကြတယ်။ကောင်းလေးကထိမှန်သွားတော့တယ်။လုံချိုးခွေကြီးတွေနဲ့ထိမှန်တဲ့အခါတော့လုံချိုးတွေကတကူလုံးကိုရစ်ပတ်ချီနှောင်ကြတော့တယ်။ပြီးတော့မင်းပြီးတော့မိခါအနောက်ကိုလှည့်ပြေးလိုက်တဲ့အချိန်မှာတော့လုံချိုးခွေကြီးတို့ကမိခါရဲ့ပေါင်ကိုထိသွားပြီး ပေါင်နှဖက်ကိုကျိုးဖြင့်ခတ်တင်တင်ချီနှောင်လိုက်တဲ့နေချီတုံးမိပြီဖြစ်သွားကမြေပြင်ပေါ်ကိုဟတ်ထိုးလဲကျသွားတယ်။အဲဒီချိန်မှာပဲတောဝက်တွင်ရည်တန်ကြီးတွေထွက်ပေါ်လာတယ်။ဒီနေ့တော့ငါတို့ကန်ကောင်းတာပဲဟေ။နှစ်ကောင်တော်ဖမ်းမိတော့။လန်ဒန်ရှေကြီးတွေကိုကင်ဆောင်ထားတဲ့လူသားကြီးတွေကတော့မိခါတို့အနီကိုရောက်ရှိလာကြတယ်။အဲဒီလူကြီးတွေကတော့ကောင်လေးရဲ့ရင်ဘတ်ကိုကြည့်လိုက်ရင်အကိုကြီးဒီတခါတော့အကောင်ကြီးမိတာပဲဗျ။ဒီကောင်ကချင်းသေးပဲဗျချင်းသေး။ကျန်လူတို့က မိခါလှန့်ပြစ်ထောက်လိုက်ကလန်သွားထက်ထက်ဖြင့်မိခါဝှက်ဆင်ထားတဲ့အင်ဂျီယင်ဘက်ကိုဆွဲဖွင့်လိုက်တော့တယ်။အကိုကြီးဒီကလေးမကတော့ဘာကောင်းမှမဟုတ်ပါလား။တမန်တော်မှတွေ့မှာတော့သူလည်းတမန်ကောင်းမင်းဖြစ်မှာပေါ့ကဖမ်းတာလာခဲ့စမ်းပါကွာ။သူကဘာကောင်းမှမဟုတ်လို့ဝဲလက်ကမကြိုက်ဘူးဆိုရင်ဘလို့လုပ်မလဲအကိုကြီး။မင်းကလည်းကွာဒါဆိုရင်လေကျုံကုန်ကူးနေတဲ့လူတွေစီကိုရောင်းပစ်လိုက်တာပေါ့။ဘေးရမအလဟတ်တမ်းမဖြစ်ပါဘူးကွာ။ဟာဟာဟာ။ ပိုဆိုးဆူတဲ့လူတွေကမိခါကိုကြိုးပြင်ထပ်မံတုံ့နှောင်းလိုက်ပြီးတော့လက်ရိုးတွေနဲ့ထိုးကတားကောင်များတဲဆောင်တယ်လို့အရှိမတယောက်နောက်မှတယောက်ထမ်းမိုးကတဲဆောင်လာခဲ့ကြတယ်။ကောင်လေးကတော့အာကုံရုံးကန်နေရမို့ဟဲ့ကောင်လေးရုံးမနေနဲ့တော့ငါတို့လက်ထဲရောက်တဲ့တမန်းကောင်ဟာပြန်လို့ရုံးထုံးဆံမရှိဘူးကွာ။မိခါမှလည်းတိုးအတွင်တဲဆောင်သွားခံရတဲ့အချိန်စင်တလုံးနဲ့မောင်ဆိုင်ရဲ့နမေကိုဟစ်အော်နေရတယ်။အဲဒီခါကိုကြီးဆိုတဲ့မိုးဆိုးကြီးကအနားကိုတိုးကလာတယ်။အေးမိုးဆိုးကြီးကတော့ အောင်ဆိုင်ထပင်ထွားချိုင်လာပြီးတော့မျက်နှာမှာလေလက်သေးကုတ်ချီရာကြီးတခုဟာကန်လန့်ဖြဲ့၃ချောင်းဆင်းလေးရဲ့တရှိနေရော်တယ်လက်သေးနဲ့ကုံမီတဲ့မျက်လုံးတစ်ဖက်မှာလေပျက်စီးနေရောကိုတွေ့ရတယ်ဟေ့ကလေးမစင်တလုံးတွေစင်နှလုံးတွေအော်မနေနဲ့မင်းထက်အောင်မယ်ဆိုရင်တော့မင်းရဲ့ရှာကိုဖျက်ပြရလိမ့်မယ်ရှာမပါတဲ့မင်းကလေးတွေကကျွန်းစည်းကွက်မှာပို့ပြီးဈေးကောင်းနေဆိုတာမင်းသိတယ်မဟုတ်လားမိခါကဘာမှမပြောရတော့ပဲအဲ့လူတွေရဲ့ဖမ်းချုပ်ရာအနောက်ကို လိုက်ပါလာခဲ့တော့တယ်အဲ့လူတွေကတော့ဝင်းကဘာတစ်ဖွဲဖြစ်နေတဲ့ တောဦးကြီးအတွင်တနည်းအားကိုဦးတီကသွာလာနေကြတော့တယ်။ပြိတ္တများရှင်စာရေးဆရာအခဆော်ရေးသားထားတဲ့အဝိစာဒေါတောင်းနဲ့တမန်တော်ဆိုတဲ့စာစင်၂၀ရာတော့ဒီမှာပြီးဆုံးသွားပါပြီ။နာဆင်အားပေးခဲ့ကြတဲ့ပြိတ္တတယောက်ချစ်စီတိုင်းကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ရှင်။